အတိတ်ဘဝတုန်းကကမ္မထာလို့အထုတ်တယ်အထုတ်ဖူးတဲ့ပုဂ္ဂိုလ်မှာအကျိုးအာနိသင်၅မျိုးရှိတယ်တဲ့ညဆောဗျာဟောတာအကျိုး၅မျိုးရှိတယ်တဲ့ကမ္မထာလို့အထုတ်မယ်ဆိုရင်ရှင်းကအထုတ်ခဲ့ဖူးတဲ့ပုဂ္ဂိုလ်တွေမှာအကျိုး၅မျိုးရနိုင်တယ်အဲ့ဒီအကျိုး၅မျိုးကဘာတော့ဆိုလို့ရှိရင်အတိတ်ဘဝကကမ္မထာလို့အထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာတဲ့ဒိဋ္ဌိဝဓမ္မေပဋိကိစ္စေဝအညာအာရဒေတိ ဒိဋ္ဌိဝဓမ္မေဆိုတာအခုလက်ရှိဘဝပဋိကိစေဝဒီလက်ရှိဘဝတောင်နောက်ကျတဲ့ချိန်မဟုတ်ဘူးစောစောစီးစီးကိုပဲအညာအာရဒေတိအရတဖို့အောင်မြင်ပေါ်ရောက်နိုင်တယ်လို့ဆိုလိုတယ်အညာဆိုတာအရတရတဖို့ပြောတယ်ဆိုလိုတာကအတိတ်ဘဝကကမ္မထာအထုတ်ခဲ့တဲ့ပုဂ္ဂိုလ်ဟာအခုလက်ရှိဘဝမှာတဲ့စောစောစီးစီး ရတ္တမေရတ္တဖူတရားကိုရနိုင်တယ်ရနာဖြစ်နိုင်တယ်လို့ပြောဒါကနံပါတ်1အကျိုးဒီဘဝမှာရင်ရနာဖြစ်နိုင်တယ်တဲ့ကဲမဖြစ်ဘူးဆိုရင်စောစောစီးစီးမဖြစ်ဘူးဆိုရင်ဘယ်ချိန်မှဖြစ်တယ်ဒုတိယကတေကန်ဤအချိန်မှရနာဖြစ်နိုင်တယ်ခုနစောစီးစီးဆိုမသေးခင်နော်ကျွတ်တင်ပြီးတော့စောစောယဟနာဖြစ်နိုင်အဲ့ဒါလို့မဖြစ်ဘူးဆိုရင်တေတဲ့ချိန်မှဖြစ် ဆိုလိုတာကဒီဘဝမှာနေမဲ့သူယန္တာဖြစ်ဖို့ခွင့်ရှိတယ်နော်သောသောစီစီယန္တာဖြစ်ခြင်းလည်းဖြစ်မယ်သို့မဟုတ်အေကန်ဤအခါဖြစ်ခြင်းလည်းဖြစ်မယ်ဒုတိယကဲအဲ့ဒီနှစ်ခုလွဲချော်သွားပြီအေကန်ဤအခါလည်းမဖြစ်ဘူးဆိုလို့ရှိရင်သိပြီးရင်납ပြရအောင်납ပြရောက်တဲ့အခါကျတော့နတ်သားဖြစ်တဲ့အခါမှာယန္တာဖြစ်မယ်တဲ့ဒါ chance တတိယတစ်ခုနော်အကျိုး ကဲနန္ဒာဖြစ်ပြီးတော့ရဟန္တာဖြစ်နိုင်တယ်ဆိုသူကကမ္မဋ္ဌာန်းလို့အားထုတ်ထားတဲ့ပုဂ္ဂိုလ်ရဲ့အခြေအနေတစ်ခုပြောပြတာကြည့်ဒီဘဝမှာပဲစောစီးစီးရဟန္တာဖြစ်ခြင်းဖြစ်မယ်မဖြစ်ရင်တေဂာနိခါမှာဖြစ်မယ်မဖြစ်ရင်နောက်ဘဝနတ်သားဖြစ်ပြီးတော့ရဟန္တာဖြစ်မယ်ဟောဒါသေချာပေါက်ပြောတာကဲနန္ဒာမဖြစ်ဘူးလူလာဖြစ်တယ်ဖះရနဲ့တွေ့တယ်ဆိုရင်အဲမြတ်စွာဘုရားရဲ့ဓမ္မ ခိတ်ပါဘိညာလှင်းလင်းမြန်မြန်တရားထူးတရားမြတ်ရတဲ့ပုံကိုမျိုးဖြစ်နိုင်တယ်။ဟောဒါ၄နံပါတ်။နတ်သားဖြစ်တာမဟုတ်ဘူးလူ့ဘဝမှာဘုရားနဲ့တွေ့တယ်။ဘာကြီးရဒါရုစိရိယတို့လို့ပေါ့။လမ်းပေါ်မှာပဲဘုရားခဏလေးဟောတာတရားဝဲဘလောက်ဝမကြလိုက်ဘူးနော်။ဘာကြီးကငါပြောတဲ့အတိုင်းမှနော်။ဒိဋ္ဌိဒိဋ္ဌမတ္တမြင်မြင်တာထာရှိစင်စင်းသားနဲ့အဲ့လိုကျင့်လိုက်မယ်ဆိုလို့ရှိရင် နော်ဒုက္ခနောက်ဆုံးမှာအဆုံးသတ်သွားမယ်လို့ခေါ်လိုက်တာကျင်းလေးတွေဟောတာဒိဋ္ဌိဒိရမတန်တရားကိုခေါ်လိုက်နာရင်းနဲ့တခါတည်းရဟန္တာဖြစ်သွားတာအဲ့ဒါကိုခိပ္ပပိညာပုဂ္ဂိုလ်လို့ခေါ်တယ်လင်းလင်းမြန်မြန်သိတဲ့ပုဂ္ဂိုလ်မျိုးဖြစ်မယ်တဲ့ဒါစတုထမြောက်အကျိုးဟောနောက်တစ်ခုကျတော့အဲ့ဒါလို့မဖြစ်ဘူးဆိုရင်လွဲချော်သွားရင်မဖြစ်မှာတော့ဆိုနောက်ဆုံးဘိက္ခုကမှပြိစိကဘုရားဖြစ်မယ်တဲ့ တရားထုတ်ခဲ့တဲ့ပုံကိုယ်တွေပြောတာเนาะ